နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်း တောင်းလိုက်ပါれစီလိုက်လာ၃ရက်ဇာတာပတိနေ့ 63ခုမြောက်သောဆာလံအပိုင်ငယ်1မှ30အိုးဖျားသခင်ကိုရောဒီအကျွန်ုပ်ဤဖျားသခင်ဖြစ်တော်မူ၏ကိုရောကိုကြိုးစား၍ရှာပါ၏ရေမရှိတွေ့ချောက်သောလွင်ပြင်၌အကျွန်ုပ်ဤဝိညာဉ်သည်ကိုရောကိုငတ်ပါ၏အကျွန်ုပ်ဤကိုခန္ဓာသည်လည်းကိုရောကိုလွမ်းဆွတ်ပါ၏ဘုံတကူအာနုဘော်တော်ကိုမြင်ခြင်းကတန်ရှင်းရဌာနတော်၌ ထိုသူကိုယ်တော်ကိုဖူးမြော်ပါပြီ။ဂိူနာတော်သည်အသက်ထက်သာ၍ကောင်းသောကြောင့်အကျွန်ုပ်၏နှုတ်သည်ကိုယ်တော်ကိုချီးမွမ်းရပါမည်။ထိုသူအသက်ရှင်စဉ်တွင် ကိုယ်တော်ကို ကောင်းကြီးပေးပါမည်။နာမတော်ကို အမိပြုလျက်လက်ကိုချီးပါမည်။အရာပေါ်မှာကိုရောကို အောက်မေ့၍ညရန်တို့၌ကိုရောကိုဆင်ကျင်လျက်နေသောအခါစီဥကို၎င်း သုသောအသားကို၎င်းစား၍ဝတ်တကယ်သို့အကျွန်ုပ်၏ဝိညာဉ်သည်ဝ၍ရှင်လန်းသောနှုတ်ခမ်းနှင့်အကျွန်ုပ်၏နှုတ်သည်ကိုရောကိုချီးမွမ်းပါမည်အကျွန်ုပ်ကိုမဆောက်တော်မူသောကြောင့်အတောင်တော်အရေး၌ဝမ်းမြောက်ပါမည်အကျွန်ုပ်၏ဝိညာဉ်သည် ကိုရော၌မိဝဲ၍လက်ရလက်တော်သည်အကျွန်ုပ်ကိုထောက်မတော်မူ၏အကျွန်ုပ်အသက်ကိုဖျက်ဆီးခြင်းငါရှာတော်သူတို့သည် မြေကြီးအောင်အရက်တို့ဆင်းရကြမည်ဒါပေဖြင့်ဆုံး၍မြေခွေးစားရန် ဖြစ်ရကြလိမ့်မည်ရှင်ပြင်မူကားဘုရားသခင်၌ဝမ်းမြောက်လိမ့်မည်ဘုရားသခင်ကိုတိုင်တေ၍ကျင်ဆိုသောသူအပေါင်းတို့သည်ဝါကြွားကြလိမ့်မည်မူတာစကားကို ပြောသောသူတို့၏နှုတ်မူကားပိတ်လျက်ရှိလိမ့်မည် ဂယုနာတော်သည်အသက်ထက်သာ၍ကောင်းသောကြောင့်ကျွန်ုပ်၏နှုတ်သည်ကိုရောကိုချီးမွမ်းရပါမည်63ခုမြောက်သောဆာလံပိုင်းငယ်တော်အဓိကကျသူယေရှုတိုင်လူကြီး၏နောက်ဆုံးလက်ဟန်အမှုအရာနှင့်အတူနဗမ်းမဲ့ကနေဒီဘလိတ်သည်2024ခုနှစ်၏အိုလံပစ်ချန်ပီယံဖြစ်လာခဲ့သည်သူမသည်လက်အုပ်ချီကကောင်းကင်သို့မျှော်ကြည့်လျက်ဖျားသခင်ကိုချီးမွမ်းခဲ့သည် လွန်ခဲ့သော၃နှစ်တာအတွင်းသူမ၏တိုးတက်မှုကိုတည်င်းတောက်မှမင်းမြဲရာလက်ရွေးစင်အားကစားသမားကနေဒီကကာယပိုင်းလေ့ကျင့်မှုကိုပြောပြခြင်းမရှိဘဲကျမသခင်ယေရှုနှင့်နှီးကပ်စွာအသက်ရှင်ခဲ့ပါတယ်ဟုပြောခဲ့သည်။သခင်ခရစ်တော်ကိုဘုရင်တစ်ပါးအဖြစ်ဝန်ခံလျက် ခရစ်တော်တဖန်ကြွလာမည်ဟုဆိုကာခရစ်တော်ကိုယုံကြည်ရန် လူတို့ကိုတိုက်တွန်းအားပေးခဲ့သည်။အဲ့ဒါသခင်ခရစ်တော် အဲ့ဒါကကျမကိုကြီးမားတဲ့အောင်မြင်မှုရစေတဲ့အကြောင်းတရားပါပဲဟုပြောခဲ့သည်။အခြားအင်တာဗျူးတစ်ခုတွင်သခင်ယေရှုသည်သူမအတွက်အထူးကကြသည့်ပုဂ္ဂိုလ်၊သူမ၏ဘဝ၌ကောင်းသည့်အမှုအရာများကိုဖြစ်စေရစေသည့်အကြောင်းရင်းဖြစ်ကြောင်းသစ္စာတည်စွာဖြေကြားခဲ့သည်။ထို့သောဖျားကိုဗဟုပြုသည့်အသက်တာဖြင့်အသက်ရှင်ရန်စိတ်အားကြီးမှုက63ခုမြောက်သောဆာလံမှဒါဝိဒ်၏ဝန်ခံချက်ကိုထင်ဟပ်နေသည်။ န်ဆင်းရှင်ကိုမရှိမဖြစ်လိုအပ်ကြောင်းဝန်ခံရက်ရေမရှိသွေးချောက်တော်လွင်ပြင်၌အကျွန်ုပ်ဝိညာဉ်သည်ကိုရောကိုငတ်ပါ၏ဟုဒါဝိတ်ဆိုခဲ့သည် သူသည်ဖျားသခင်ကိုဖူးမြော်ခဲ့ပြီးကိုရော၏ဘုံတကူအာနုဘော်တော်ကို ရှုမြင်ခဲ့သည်ဖျားရှိ၏ကယုနာတော်သည်အသက်ထက်သာ၍ကောင်း၏ဟုဒါဝိတ်ကြွေးကြော်လျက်အကျွန်ုပ်ဝိညာဉ်သည်ကိုရော၌မှီဝဲ၍လက်ရလက်တော်သည် အကျွန်ုပ်ကို ထောက်မတော်မူ၏ဟုဆုတောင်းခဲ့သည် ဒါဝိအတွက်ဖျားသခင်သည်အထူးကြကြောင်းထင်ရှားပေသည်ကျွန်ုပ်တို့၏အသက်တာတွင်သခင်ယေရှုသည်အထူးကြသူဘဝရှင်တန်ရသည့်အကြောင်းရင်းဖြစ်လာသောအခါကျွန်ုပ်တို့၏အသက်တာသည်တပားသူများအားအသက်ကိုကယ်တင်သောဖျားသခင်နှင့်ဆက်ဆံရေးကိုပြညွန်သည့်မိပြလိုက်အလုံးဖြစ်နိုင်ပေသည် ား၌ခရစ်တော်သည်အဓိကကျသူဖြစ်ကြောင်းသင်တတ်တာမှမြည်တို့ထင်ဟပြနေသည်နိခရစ်တော်သည်သင်၏ဘုရင်ဖြစ်ကြောင်းသိမြင်ဝန်ခံနိုင်ရည်မြည်သည့်အရာများကိုအံ့နေရင်လိုသည်နိသောယေရှုဖျားကိုတော်သည်ကျွန်ုပ်၏အရာခတ်သိအဓိကကျသူအမှန်ပင်ဖြစ်တဲ့ကဲ့သို့စစ်မှန်စွာအသက်ရှင်နိုင်ရန်မဆရတော်မူပါသခင်ယေရှုနာမကိုအမိပြု၍ဆုတောင်းပါ၏ ်အာမင်နေစဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။